ဟုတ်အအတန်ကကျတော့အဲ့မှာတခါမှမလုပ်ဘူးပေါ့နော်ဒါ audio book တွေအရင်နားထောင်နေတယ်မှာပါတယ်စာဖတ်ပြင်းတော့လေအဲ့တော့ကျအတန်နေအတန်သားယူဟုတ်လိုက်မှန်တာကြိုက်တယ်ပေါ့တကယ်တမ်းပြောချင်အချိန်မှာအရင်ခက်တယ်ဘာလို့ဆိုတော့ခုတော့မှဒါအတန်ဝင်းတာနော်ခုစတိုက်ပြောလို့ရှိရင်အတန်တိမ်ဝရအာချောက်တာရရှိရတချို့ဆိုတပုံလုံးကိုတခြားဖတ်သွားရှိရအဲ့ကြော်လေဟိုအဲ့ဒီ audio လုတ်တဲ့အချိန်မှာအရင်ခက်တာလေအပြင်မှာကွတ်ထိုင်းရပြောတဲ့အချိန်မှာခိုင်ရပြောလို့မရတော့အဲ့မှုအတိုင်းလိုက်လို့ရတာအဲ့တော့ပို့ပြီးတော့ဟို ပင်ပန်းတာပေါ့နော်ဟိုဒီနားထောင်တဲ့လူရဲ့နားထဲမှာကိုယ့်ရဲ့စကလုံးကဘလို့မျက်နှာထားလဲဆိုတာမြင်အောင်ထိပြောရတာဆိုတော့လေဟုတ်ဟုတ်ဒီသစ္စာပညာစီရင်စီစီးရီးထဲမှာဒါဒီဆန်နီဆိုရဲကိုက်တာလေးနဲ့ပါထားပါပေါ့နော်အဲဒီဆန်နီဆိုရဲကိုက်တာလေးကအကြမ်းမြင်ရဆိုလို့ရှင်တော့အာပရိုစတီကျူပေါ့နော်အဲလို ဘယ်လိုပြောမလဲဟိုမိမရွှင်ပြစ်ချင်တော့ပြစ်နေရတာမဟုတ်ပဲနဲ့အဲအဲ့လိုမျိုးပေါ်ပါပြီးအချိန်နေရမျိုးတွေအာဖီးယားကြောင့်တွေရောပါတယ်ပေါ့အဲ့လိုမျိုးကြိုက်တာမျိုးလေးတယောက်ဆောင်ထားတယ်ရှင်ဘယ်လိုကြောင့်ဒီကြိုက်တာလဲခံနေကြတာအဲဒီကြိုက်တာလေးကိုလက်ခံပြတာကြာဒါဒီမဟာမှာအာရိုက်ကူးရေးလုပ်မယ်ဆိုတော့ဘယ်လိုလေးလဲအစတော့မသိဘူးပေါ့နော်ကတ်စတင်သွားရပေါ့နော်ကတ်စတင်လေးတွေသွားရအချိန်မှာအဲဒီဆန်နီကြိုက်တာလေးကိုပေးဖတ်တယ်ပေးဖတ်တော့ကျတော့အာ အဲကြိုက်တယ်ဇလန်လေးရကြတော့ဘယ်လိုလဲဆိုတော့ဟိုဒီဘွားဘေးအဲမင်္ဂလိတွေတချို့ပေါ့နော်မင်္ဂလိတချို့မှာဘွားဘေးကြောင့်ဖြစ်လာမျိုးလေးရှိတယ်လို့ဖီးယားကြောင့်ဖြစ်လာမျိုးတဲ့ဒီအဲ့လိုဘွားလေးရောက်တာရှိရဲ့ပြလို့ရှိရင်ဒီကားမှာပြန်ပြီးတော့ဟို အဲဘယ်လိုပြောမဖြီးထားတဲ့ဟာတွေကဘယ်လိုလဲဆိုတော့တအားတို့ဒီရုံထွက်ဖို့တွေရောပါတယ်ပေါ့နော်တခါကြီးကျတော့မင်းကလေးတွေအာမင်းမကောင်းလေးတွေပေါ့တခါကြီးဖီးအားကြောင့်ဖြစ်သွားတဲ့အခါမျိုးမှာရုံထွက်လိုက်ရင်လည်းမထူးတော့ပါဘူးမင်းကလေးတွေကဟိုအားငယ်လွယ်တယ်ဟိုတခုခုဆိုလို့ရှိရင်အားနှွဲတယ်ဆိုပြီးတော့လှုပ်ချင်ကြရပေါ့အဲ့လိုမျိုးပုံမှာမှအဲဒီကားလေးကမော်တီလေးလည်းပါတယ်ပေါ့နော်ရုံထွက်ရမယ်ပြီးလို့ရှိရင်ဟို လို့ပြမယ်အရှုံးမပေးရဘူးပေါ့အဲ့လိုမျိုးလေးပါတဲ့အတွက်ဒါကဒီဒီကာရက်တာလေးကိုကြိုက်ပြီးတော့ဟုတ်လို့ဖြစ်တာပါအဲလေးလာခဲ့ရတာမျိုးကတော့ဒါကဒီဇာကားတွေပေါ့နော်ဇာကားတွေကြည့်ရဲဇာကားတွေကြည့်ရဲအခါမှာဟိုအဲ့အဲ့ဇာကားတွေတွေကလည်းဒီ international မှာကောဒီ local မှာရောပေါ့နော်အမဖွေးလို့ရိုက်ထားတဲ့ကားတွေလည်းရှိတယ်အဲ့ဟို prostitute တွေကိုကြည့်မယ်ဆိုလို့ရှိရင်ဟိုဘဝဘေးကြောင့်ဖြစ်လာတဲ့လူတော်တော်များများကဟို ခတ်ထန်ရတယ်သူတို့စိတ်ကြအတွင်းထဲမှာပြောရင်ပြောလိမ့်မယ်မျက်နှာထားရခတ်ထန်တယ်အဲ့ဒီကားရဲ့မှာလည်းအဲ့လိုပေါ့နော်ဟိုဘလောက်ပဲကိုကဝမ်းနေစိတ်ဖြစ်ဖြစ်အားငယ်စိတ်ဖြစ်ဖြစ်အာဘသူမှဂယူမဆိုင်လို့ဆိုတဲ့မျက်နှာထားနဲ့ပဲရက်တီရတဲ့မိမတွေပေါ့နော်အဲ့လိုပုံစံမျိုးလို့ဆိုတော့ဒါအဲ့လိုဇကားရီကလေးလာပြီးတော့ဒီမျက်နှာထားပိုင်းနေရာစပြီးလို့ရှိရင်ဒီမိတ်ကပ်အပြင်စင်ပေါ့နော်အပြင်စင်မှာဆိုလို့ရှိရင်လည်းတို့ကဒါဟို series တွေဖြစ်တဲ့အတွက်ကောဆန်ဆာနဲ့လွတ်အောင်တေချာလေးပြင်ဆင်ထားပါဟုတ်အဲအဲ့လိုမျိုးပေါ့နော်ဒီအပြင်မှာလည်းအဲ့လို ရှိတယ်အဲ့လိုသိရမလားဒီနိုင်ငံတကာမှာအဲ့လိုမျိုးလေးတွေပေါ့နော်ဟိုဘဝဘေးကြောင့်ဖြစ်တဲ့လူရှိသလိုအကြောင်းမျိုးကြောင့်ဖြစ်လာတဲ့လူရှိရပေါ့နော်အဲ့လိုမျိုးနုနုဖက်ဖက်လေးလည်းရှိရအကုန်ပေါ့အဲ့အရာတို့မှာဒါတို့ကဒီခတ်ထန်တဲ့ရုပ်အဲ့ပြီးလို့ရှိရင်ဘယ်သူမှ game site တဲ့ရုပ်ဖြစ်အောင်ကြတော့ဒါတို့ make up လွတ်တွေအဲ့ပြီးလို့ရှိရင်အပြင်စင်တွေပေါ့အမျက်နှာထားတွေနဲ့ပြင်ဆင်ခဲ့ရတာပေါ့ဟုတ်အမေကခိုင်းနေဟိုဘယ်လိုပြောရမလဲတအားတို့လူချင်းတဲ့ပုံစံမျိုးရအောင်អော်ပြောပါတော့ ီထက်ထက်လုံးဒီထက်ထက်လုံးအဲအဲ့လိုမျိုးဆိုလို့ရှိရင်ပို့ပြီးတော့အာမူရရရောငိုရရပေါ့နော်တတို့ဘက်ကျတော့တတို့ site မှာကျဒီမှာကျတော့အတာကအဲဒီမဟာ series မှာဒီကအတာဒီ series အတာအများဆုံးပေါ့နော်အများဆုံးဖြစ်တဲ့အတွက်ဟိုတို့ family site တွေကမတူဘူး family site တွေမတူတဲ့အပြင်ဟို character တွေကလည်းဟိုအတက်ကြတွေကများတယ်ပေါ့နော်အတာဘက်အပိုင်းမှာဆိုလို့ရှိရင်လည်းတတို့ကမိုးဝင်းဖြူရုံးနဲ့အပိုင်းတူတာပေါ့နော်ဒီဘက်အပိုင်းမှာဆိုလို့ရှိရင်လည်းဘဝကနှိမ့်ကြတယ်နှိမ့်ကြတဲ့အပြင်မှာအရန်ထိုးနှက်မှုတွေများတဲ့အပိုင်းဆိုတော့တတို့ကငိုရတဲ့စ င်ရပါမယ်အခက်ခက်ခဏခဏဒီရုံးကန်အရာတွေပါတယ်ပေါ့အဲ့လိုမျိုးလေးဆိုတော့ဟိုဘယ်လိုရမလဲဦးမင်းတို့တင်တာတင်ပြတာတွေရောအကုန်လုံးရဲ့ပံ့ပိုးမှုတွေနဲ့တော့ကောင်းသွားပါတယ်ဟုတ်အအဓိကဦးမင်းကသူသူကပုံမှန်ရည်နေတယ်လို့ပေါ့နော်သူရည်ရာအကုန်လုံးမြင်မှုပါတယ်ပြပြောပဲတင်မလားအကုန်လုံးကိုရှူတင်ရောက်လို့ရှိရင်လည်းရည်မမောပဲဟိုပရက်ရှာမပေးတဲ့ဒါတွေတားထဲမှာပါတယ်ဒါပေမဲ့ဟို သူလိုချင်တဲ့ပုံဒိုက်တာတွေကသူတို့ပုံဖော်ထားတာမျိုးရှိရပါတော့အဲ့ဒီလိုချင်တဲ့ပုံပြိတက်ရင်လည်းဘယ်လိုရောက်မလဲဆိုတာသူကစိတ်ကူးထဲမှာပုံဖော်ပြီးသားအဲ့တော့ဒီ target မရအောင်တော့သူကអော်ឆាយတာអော်ឆាយလို့ရှင်ကိုကလန့်သွားအဲ့အစဟိုဒီ onset မှာ sweep ပြက်နေရဲ့ပြီးတော့ကိုမလုံးနိုင်တဲ့အခါမှာအဲ့ဒီမှာဟာငါမလုံးနိုင်လို့ငါអော်ခံလိုက်ဆိုတော့အဲ one name move ပေါ့နော်အဲ one name move ရလာချင်းမှာအဲ့လိုစို့တက်လာပေါ့နော်ဒါငိုရတဲ့ဆင်းဆိုလို့ရှင်လည်းအဲ့လိုအနှိမ့်ဆက်ခံရတဲ့ဆင်းမှာငိုရတာဆိုတော့ဘေးကအဲ့လို van တွေရဲ့ပတ်မိုးမှုကြောင့်လည်းပါတယ်အဲ့လိုလုံးနိုင်ခဲ့ပါဟာ အဲ့လိုရှက်တာတော့မရှိခဲ့ဘူးပေါ့နော်ရှက်တာမရှိခဲ့ဘူးဆိုတာဒီ on on စင်းမှာကျတော့ဒီအကုံလုံးဆက်ဖွဲ့ရဆာအကုံလုံးကခင်းနေကြရေပေါ့နော် ပြီးရင်အဝင်းဦးကအကုံလုံးကိုကောင်းစေချင်လို့អော်ခဲ့တာများဟဲ့ပေါ့နော်အဲ့လိုဆိုတော့ရှေ့မှာဆိုလို့ရှိရင်လည်းသူဟိုအတ္တတွေအကုန်တင်တယ်တကယ်ဟိုမားရွှေသမီးတို့ကိုအရက်မောင်တို့ကဆာ ဒီဒီကြကြသူတင်တာဟောအကုန်လုံးကတီးပြီးသားတက်ပြီးသားဆိုတာသူသိရဲဒါပေမဲ့တင်နေဆိုတာကကြတော့လိုချင်တဲ့ပုံစံကိုဒါရိုက်တာတယောက်အနေနဲ့ပြောပြရင်ညှိရပေါ့အချိန်ပေးပြီးတော့ဒီချာတစင်းစင်းချင်းရိုက်တာဖြစ်တဲ့အတွက်ဒါတို့ကိုလည်းအော်ဒါတို့ဆိုပို့ပြီးတော့ဟိုဒါလိုက်နာတင်တာပေါ့နော်အစ်စ်ဆိုတော့အဲအဲ့တော့ကြတော့ဒါရိုက်တာအချိန်ချင်းလည်းမတူဘူးဦးမင်းဦးပုံဖော်ထားတဲ့ပုံမှာဦးမင်းဦးအော်လိုက်ခဲ့တယ်ရှိတော့ဒါအဲ့လိုမျိုးပေါ့နော်ဝမ်းနေစိတ်ကတော့အဲ ဟိုအစာဆွေးဖြစ်တယ်ပြီးတော့ဒီမှာអော်လိုက်တဲ့ချိန်မှာတော့အဲဝမ်းနေစိတ်ဖြစ်တယ်အဲအဲ့ဝမ်းနေစိတ်ကြောင့်ပဲကောင်းသွားတာပေါ့နော်အဘိုင်ကွာချလဲဆိုလို့ရှိရင်အပုံမှန်ကတော့ဥမင်းဟိုအပြင်မှာလဲဆွေးဖြစ်တယ်သဘောလဲကောင်းတယ်အာဖော်ဖော်ယူယူလဲအရန်ရှိတယ်အဲ့အွန်စင်းမှာဆိုရင်တော့ဒါတို့ကဒါရိုက်တာတယောက်အနေနဲ့ဆိုရင်တော့အဲသူ့မှာအလုတ်အလုတ်နဲ့ပတ်သက်တာဖြစ်တဲ့အတွက်တော့သူ့ အာ rules ကိုအကုန်လိုက်နာရတယ်။ဒါကတော့ဟိုဒိုက်တာပြောသမျှတော့ဒါလိုက်နာမှာပဲအကုန်က team work ကောင်းကောင်းဖြစ်မှာဆိုတော့လေဒိုက်တာကထိန်းရတာဆိုတော့အဲ့တော့သူဥစားလိုက်နာတာဖြစ်တဲ့တော်တော်အဲ့မှာဆိုရင်တော့ respect ရှိရှိနဲ့လိုက်နာတယ်။အပြင်မှာတွေ့ရင်တော့အရန်ဆူဖြစ်တော့အဲဒိုင်းစကားပြောလို့အဆင်ပြေပါဘော။ဟုတ်အဲဒီမဟာဘက်က CV တော်တော်များများဆိုရင်တော့အခုစုံမမြင့်သူတုံမိုင်းပုံစံဒီက prostitute ပုံစံနေဆိုလို့ရှိရင်ဒါ casting ဝင်ခဲ့တာပေါ့နော်။အဲ့တော့ casting တိုင်းမှာလည်း ဒါအဲ့လိုမတူတာလောက်ရတာစိတ်တက်ဖြစ်တဲ့အတွက်အဲလုံနိုင်ခဲ့တဲ့အတွက်လည်းအရန်ဟွာဖြစ်တယ်ပျော်ရယ်ပေါ့နော်တခြားဟိုကန့်လန့်မှုတွေကြောင့်လည်းကိုက်တာစုံသွားတဲ့အတွက်လည်းအရန်ပျော်ရယ်ဘာလို့ဆိုတော့ဟိုလုံနိုင်မယ်ထင်လို့ရှိရင်သူတို့တွေကကန့်လန့်ကြတယ်ကန့်လန့်လို့ရှိရင်ကိုကဟိုကိုယ့်ရဲ့ဟိုဘယ်လိုပြောရမလဲထဲလန့်ကိုလည်းထုတ်ပြရပေါ့ထုတ်ပြဖြစ်တဲ့အတွက်ကိုက်ညီလို့တာအဲဒိုက်တာရယ်ပရိုဒူဆာတွေကရွေးချယ်ရပေါ့နော်ဟုတ်ဟုတ်အတန်ကကျတော့အဲ့မှာတခါမှမလုပ်ဘူးပေါ့နော်ဒါ audio book တွေအရင်နားထောင်နေတယ်မှာပါတယ်စာဖတ်ပြင်းတော့လေအဲ့တော့ကျတော့ အတန်နေတန်သားယူဟုတ်လိုက်မှာတာကြိုက်တယ်ပေါ့တကယ်တမ်းပြောချင်အချိန်မှာအယမ်းခက်တယ်ဘာလို့ဆိုတော့ခုတော့မှဒါအတန်ဝင်းတာနော်ခုစတိုက်ပြောလို့ရှိရင်အတန်တိမ်ဝရအာ၆တာရရှိရတချို့ဆိုတပုတ်လုံးကိုတခြားဖတ်သွားရှိရအဲ့ကြော်လေဟိုအဲ့ဒီ audio လုတ်တဲ့အချိန်မှာအယမ်းခက်တာလေအပြင်မှာပထိုင်းရပြောတဲ့အချိန်မှာခိုင်ရပြောလို့မရတော့အဲ့မှုအတိုင်းလိုက်လို့ရတာအဲ့တော့ပို့ပြီးတော့ဟိုပင်မန်းတာပေါ့နော်ဟိုဒီနားထောင်တဲ့လူရဲ့နားထဲမှာကိုယ့်ရဲ့စကားလုံးက ဘလို့မျက်နှာထားလဲဆိုတာမြင်အောင်ထိပြောရတာဆိုတော့လေဟုတ်အပြင်မှာအပြင်မှာကျတော့မျက်နှာထားနဲ့အတန်နဲ့ပေါင်းရင်လူတယောက်ကစိတ်ဆိုးပြီးပြောရလားစိတ်ညစ်ပြီးပြောရလားသိတာပဲအဲ့အတန်မှာကျတော့ flow တစ်ချက်မှားတာနဲ့ဒီနားထောင်တဲ့ဒီ audio နားထောင်တဲ့လူကဟိုနားမလည်နိုင်တော့ဘောနော်စကြောင်းအားကြောင့်ပို့ပြီးတော့ over ပြောရတယ်အစိတ်တူရင်လည်းစိတ်တူတဲ့အတန်တေချာပေါက်ပေါက်အောင်ပြောရတယ်အဲ့လိုမျိုးတွေကြွားတာပေါ့ဟုတ်အာမဟာနဲ့ကဟုတ် မဟာနဲ့အခုချမ်းမြေ့စီချောင်းဆိုတဲ့ series လေးဝင်မှုရှိရပေါ့နော်အဲ့မှဆိုရင်လည်းတာမလုပ်ခုတဲ့ပုံစံမျိုးလေးပဲဟိုချွချွနွဲ့နွဲ့ကောင်းပါလေးပေါ့မိမသားဆန်မှုရဲ့အဲ့လိုမျိုးလေးလုံးရမယ်ဆိုတော့အဲအဲ့ဒါလည်းနောက်ထပ်ကာရီတာလေးအစ်စ်ပေါ့နော် and ဒီယုံကြီးကားလေးကြီးလည်းဒါရိုက်ထားရပေါ့နော်အဲ့မှဆိုလို့ရှိရင်လည်းကာရီတာလေးကြီးတစ်ခုနဲ့တစ်ခုမထက်အောင်မတူအောင်အပြင်စရန်စာစ조사ထားပါရဲ့ဟုတ်ဒီသစ္စာပိတာစီရင်စေဇလန်တွဲလေးကိုမဟာ application မှာအာ high resolution နဲ့ဝင်ကြည့်ဖို့အားလုံးကိုဖိတ်ခေါ်ပါရရှင်ဟုတ်အဲတအားလည်းအပီဖို့ဖိတ်ခေါ်ပါရဲ့ကျေးဇူးအများကြီးတင်ပါတယ်